ီတစ်ခါတော့လုံးကအသားကြီးကြီးကောင်းတဲ့ဒရာဂွန်ဟောက်ကောင်စားပွဲရုံကိုခေါ်သားပေးပါမယ်ဒါကုမှအသားကင်တည်တဲ့လည်းရပြီးခမင်းအသားတွဲလျက်တယောက်စာပေါ်ရှင်ကိုအသားတစ်မျိုးအသားနှမျိုးကနေအသားလေးမျိုးလောက်ထိတွဲလို့လည်းရပါတယ် လုံစားခဲ့တဲ့ချက်ကင်ထမင်းမှာချက်ကင်ကအသားအလွာချင်းစီတိုင်းထိနူးညံ့ပြီးတော့အရသာဝင်နေတဲ့ဖြင့်အတက်ညီပင်ဝိုင်ချာကလည်းမပြောက်တော့လို့လုံတော့ရောက်တိုင်းစားရှင်မဲ့ထဲထည့်လိုက်ပါပြီ။ကျေးဇူးခွန်လေးရတော့အကြိုက်ဆုံးပါပဲ လူကြီးတွေဆိုရင်လည်းတွာကိုကချက်ကင်ကိုသဘောကျကြမယ်ထင်ပါတယ်။တွာကိုရဲ့အသားကင်တွေလည်းလုံဒုတိယသဘောအကျဆုံးကတော့ workout ကင်ပါ။အခောက်ကိုလည်းအစီထွက်အောင်အချိန်ပေးကင်ထားလို့အအင်းရှော့ပေးထားဖြစ်သွားတာကြောင့်ကိုယ့်ရဲ့ sauce တွေနဲ့တွဲစားလို့လိုက်ဖက်တော့ပါရဲ့။အခောက်ကျော်လေးကိုတချွန်းချွန်းဝိုင်းရင်းနဲ့တွာကိုရဲ့လီမွန်တီးလေးကိုတောက်လိုက်ရရင်တော့ share ပါမယ်။အခောက်ကင်လေးကအစီအခောက်အသားများများနဲ့ကျွံ့ရနေရကြောင့်မြည်ကြည့်ဖြစ်အောင်မြည်ကြည့်ပါနော်။ မိမိရဲ့ရှာရှူးတားခင်လေးရတော့ချိုချိုလေးမို့လို့ဒွါကိုရဲ့ garlic ginger sauce လေးနဲ့ပိုလိုက်ဖက်ပါရင်ဘေးကင်ကိုတော့လုံးကဘေးကင်ကြောင့်ဆိုင်ဟီးလေးဖြင့်မှားလိုက်ပါရင်သူ့ရဲ့ base ကဘေးယူဟီးကိုမှတရုတ်ခင်ခတ်တွေနဲ့ချက်ထားတာဆိုတော့ချိုချိုလေးဖြစ်နေတဲ့ EB ကြောင့်ဆိုင်လေးရေလီထိုးပြီးခင်ထားလို့အစီမရှိတော့တဲ့ဘေးကင်လေးရေကိုထည့်ချက်ပေးထားတာပါ ဘဲကင်တစ်စိတ်လုံးထည့်ထားပေးတာဖြစ်လို့တပွဲလျှော်ရင်နှစ်ယောက်ကနေသုံးယောက်အထိမျှစားလို့ရပါတယ်။ဘဲကင်ချမ်ဆိုင်ဟင်းရီလေးကအရသာရှင်းရှင်းလေးနဲ့ခမင်းနဲ့တွဲစားလို့ရောအခုမိုးရဒီမှာစားဖို့တော့ရောလိုက်ပတ်ပါတယ်။ညနေ၃နာရီနောက်ပိုင်းမှရတဲ့ကိုက်လန်တီးရီလေးနဲ့ချမ်ဆိုင်ချင်းကထမင်းကြော်လေးကိုလည်းလုံးမိခဲ့ပါသေးတယ်။ ော်လေးကမင်းကိုနဲ့တင်းတင်းလေးရဲ့တအုပ်ဖက်ကလေးရဲ့အသီးနှံလေးရဲ့ဂျမ်မဆိုင်ချင်းစက်လေးကြော်ပေးထားပြီးတော့ portion လည်းအတော်များပါ යි အတားကင်နေနဲ့လည်းရပြီးပုံစံနဲ့လည်းရရမို့လုံကပုံစံနဲ့စားခဲ့ပါ යි ကိုးစားပွဲရုံရဲ့ပုံစံကမိသားစုတွေသွားစားလို့ကောင်းမဲ့ဆိုင်လေးလိုလုံးဝမြင်ပါတယ်။မူရဲလီတဲ့သွားမစားချင်ဘူးလို့ရဆိုလို့ရှိရင်လေ graph တခုတည်းရာနေအလွယ်လေးလမ်းမလို့ရအောင်ပြောရင်လည်းအဆုံးသတ်လိုက်ပါရစေနော်။နောက်ဘလော့လေးတွေမှာပြန်ဆုံကြပါမယ်။တတား